ရှာပေးခြင်းနဲ့သူလိုချင်တာသူဝယ်ချင်တာပါအဲ့လိုဆိုကိုဟိုဝယ်ပေးရမှာမဟုတ်ပါဘူးသူသူကလည်းသူကသူစနစ်ရှိတယ်ပတ်စံအဲ့လိုတုံးတယ်အာအလေးချင်းလည်းတိတ်မရှိတယ်လို့သူ့မှာရှိတဲ့မုတ်ဖိုးတွေသူရရထားတဲ့ရန်နာပစ္စည်းတွေဆိုလို့ရှိရင်လည်းပြန်စစ်တယ်မျိုးအဲသူ့ကိုပေးထားတာဒီပစ္စည်းလေးရှိသေးလားသူပတ်စံဘလောက်ရှိလဲဒီပတ်စံနဲ့ဆိုဘာလို့လို့ရလဲသူအမြဲအဲ့လိုတော့မေးရအဲ့ဒါမျိုးတော့ရှိပါတယ်ဟုတ် ဒီတချင်းကအမျိုးနဲ့အရန်ခင်တဲ့အမတယောက်ကသူ့မောင်လေးတယောက်ရှိရေပေါ့နော်အဲတချင်းလေးပေါ့အမျိုးနဲ့ music video ရိုက်ရှင်လို့တဲ့အဲဟိုအတချင်းလေးပေးပေးပေါ့နော်တချင်းလေးပေးပြီးတော့တချင်းလေးအစဉ်ပြေကြိုက်တယ်ဆိုတော့မျိုးရိုက်မယ်ပေါ့ဆိုတော့သူနှစ်ပုတ်ပြီးပါတယ်အဲ့ထဲမှာမှအဲနှစ်ဆိုးဆိုတဲ့တချင်းလေးမျိုးသဘောကျတယ်ပေါ့နော်အဲ့ဒါရိုက်ဖြစ်သွားတာပေါ့အဓိကတော့ music video မရိုက်တာကြတာတခုလေနောက်တစ်ခုကကြတော့အတိအမ ဖြစ်နေရတခုရဲ့အဲနောက်တစ်ခုကကြတော့တခြင်းလေးကလည်းအဲချစ်ချာကောင်းတယ်အဲ၃ချက်ပေါ့အော်အဲ့ဒါလည်းဟိုမြူး ตาအရင်ရင်ကြီးရဲ့ဆိုပြီးတော့အဲ့လိုပြောလည်းမဟုတ်ပါဘူးဒီလိုပုံပုံမှန်မှပဲပုံမှန်မှပဲဆိုတော့ကလေးတွေကလည်းဟိုသူတို့ naughty ဖြစ်တဲ့အချိန်ရှိရယ်ပေါ့နော်အရင်ချစ်စရာကောင်းတဲ့အချိန်ရှိရယ်သူတို့အဲ့လိုနဲ့ချစ်ကြတဲ့အချိန်ရှိရယ်အဲ့လိုပါပဲဟို24/7အမြဲတမ်းလေးတစ်နှစ်မှာအဲ့တစ်နှစ်ပတ်လုံးကြီးအဲ့လိုမျိုးကြီး24နာရီပတ်လုံးကြီးလိမ်မာနေရတော့မဟုတ်ပါဘူးဟိုဟိုတခြားအမေတွေလည်းနောက်တစ်ခါကျအဲ့ compare မလုပ်ဖို့ပေါ့နော်ဟိုအာတိတ်တိတ်စလေးကဘလို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးမျိုးလဲသူသူများကလေးနဲ့ကိုတာကိုလေအဲဘသူသားသမီးကတော့ဘလို့လိမ်မာတယ်တားလေးကတော့စိုးတယ်တော့ဘယ်တော့မှအဲ့လိုမပြောဘူးအဓိ ကတော့ကလေးကတော့သူ့အရွယ်နဲ့တူမှာတော့အဲ့လိုမျိုးပေါ့နည်းနည်းလေးချစ်ကြတာရှိရဲသူတို့အရင်လိမ်မာတဲ့အပိုင်းတွေလည်းရှိရဲဆိုမြတ်တာပါတယ်ဟိုအရင်ကြီးလိမ်မာပြီးတော့လေဟိုသူ့ရှိတဲ့အသက်ရွယ်ထက်ကိုအရင်တိတက်နားလဲပြီးတော့အဲ့လိုမျိုးဖြစ်နေရတာမျိုးတော့မဟုတ်ပါဘူးပုံပုံမှန်မှာပဲဟုတ်မျိုးရဲ့အိမ်မက်ပေါ့မျိုးကကိုဟိုမျိုးကအမေကိုအမေဖြစ်တဲ့ချိန်ကြလို့ရှိရင်အဲကိုမေမေလို့ပဲခေါ်စီချင်တာ အဲ့တော့ဟိုတေယောကျောင်းတက်တဲ့ချိန်ကျရင်သူကမမားပေါ့အင်္ဂလိပ်ကျောင်းတက်တော့လည်းမမီပေါ့ဆိုတော့အမြဲတမ်းကန့်တတ်ထားတယ်။ဘယ်သူမမီလို့ခေါ်ရင်ပြောဘယ်တော့မှလည်းမရှိဘူး။မမားလို့ခေါ်လည်းလည်းမရှိဘူး။မေမေလို့ခေါ်မှသာမေမေကမေမေဖြစ်တဲ့အတွက်မေမေလို့ပဲခေါ်မေမေလို့ခေါ်ခေါ်လိုက်လို့ရှိရင်အဲ့လိုကြားရတဲ့အတန်ကအရင်နဝင်ချိုးပြီးအရင်လည်းပီတီဖြစ်ရတာပေါ့နော်။ဆိုတော့ကို့ငငယ်တုန်းကအိမ်မက်ကလည်းကို့အမေကိုလည်းကမေမေလို့ခေါ်ချင်တာဒါပေမဲ့အမေကကျတော့အမိုးလို့ပဲခေါ်စေချင်တဲ့ခါကျအမိုးပဲခေါ်တာ။ဒါအမေကမွန် ကရင်မဟုတ်တကယ်တော့အဖေနဲ့ညာအဖေကတော့ကရင်ဆိုတော့လေဆိုတော့ကိုကိုရဲ့အိမ်မက်ကကိုမွေးလာတဲ့သားသမီးကြားရဲ့လို့မမေးလို့ခေါ်ရတာအခေါ်ခံရအောင်ကြိုက်တာပေါ့နော်အဲကြောင့်မမေးလို့ပဲတောင်းငငယ်တဲ့အဲ့လိုမျိုးသင်ပေးထားတာပေါ့တောက်လျှောက်ကမမေးလို့ခေါ်မှာပဲပြောင်းခွင်လုံးဝမထူးမမီဆိုရဲလက်လက်ကိုမကြည့်ဘူးမမလည်းမရဘူးမမလည်းမရမမလည်းမမေးမေးပဲအဲ့လိုလိုမျိုးစာမဖွက်တဲ့ဟိုအဲ့အချင်းမျိုးစုံဟိုရှိရဲမမီလို့ခေါ်တဲ့ဟာမှာကျတော့ဒီလိုလေး သူရဲ့သူစိတ်ဆိုးလို့ခေါ်တဲ့အချိန်မမေနဲ့သူအရန်ချွဲကျင်ပြီးတော့ခေါ်တဲ့မမေရဲ့သူရဲ့လုံရင်လိုပါပြေးလို့ခေါ်တဲ့မမေရဲ့အဲတူးလေနော်အဲ့ပုံမှာမှလည်းကိုယ်လည်းခံစားချက်ဖြစ်တာပေါ့ဆိုတော့ခါကြတော့ဘယ်လိုပဲပြောအဓိကတော့ကို့မှာတားလေးတယောက်ရှိနေတာဟောအဲ့လိုကြည်နုပီတဖြစ်ရပါတယ်ချာပေးချင်တယ်သူလိုချင်တာသူဝယ်ချင်တာပါအဲ့လိုကိုဟိုဝယ်ပေးရမဟုတ်ပါဘူးသူသူကလည်းသူကစနစ်ရှိတယ်ပတ်စံအဲ့လိုတုံးတယ်အာအလေးချက်လည်းတိတ်မရှိတယ်လို့ သူ့မှာရှိတဲ့မုတ်ဖိုးတွေသူရတာဟာရန်နာပစ္စည်းတွေဆိုလို့ရှင်လဲပြင်စစ်တယ်မျိုးအဲသူ့ကိုပြထားတာဒီပစ္စည်းလေးရှိသေးလားသူ့ပတ်စံဘလောက်ရှိလဲဒီပတ်စံနဲ့ဆိုဘာလို့လို့ရလဲသူအမြဲအဲ့လိုတော့မေးတယ်အဲ့ဒါမျိုးတော့ရှိပါတယ်ဟောအဲ့ဒါလည်းလေသူများတွေကဟိုအမေတင်ပေးရုံထင်ပါတကယ်မျိုးမတင်ပေးမျိုးမသိဘူးလားမသိဘူးဆိုအိမ်နာမတိုင်တော့မျိုးမသိဘူးတကယ်ယူစားပြောမှန်းမသိဘူးဆိုအဲ့လိုမျိုးဘဝကိုနားမလဲတာမဟုတ်ဘူးပေါ့နော်မိမကကြတော့ဘယ်လိုလဲဆိုကိုအမှုမမတ်မတ်ဖြစ်သွားတာတခုပေါ့နော်နောက်တစ်ခါကျတော့အဲ့ရမှာ ဒီရဲ့ဇညွန်းတွေဇလန်းတွေအကုန်လုံးကသူ့ရဲ့ဥဆောင်မှုနောက်ကိုမျိုးကလိုက်ကြတာသူအဲ့လို app တွေအဲ့လို application တွေအဲ့ရတဲ့အကုန်ကြည့်တယ်ပြီးမြန်မာစာဆရာမလာလို့ရှင်လဲမြန်မာစာဆရာမအောင်မေးတယ်သူ့အဖိုးဘွားမေးတယ်သူ့တော်ရမေးတယ်အဲ့လိုမျိုးရှိသမျှလူတွေအကုန်မေးတယ်သူကိုယ်တိုင်လည်း internet မှာသူကြည့်ရပြီး39 byte ပို့လာအဲ့ဒါလည်းကြည့်ရနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုလားနောက်ခုလားမသိရှိသေးတယ်သူပြောပြမျိုးမမှတ်မျိုးအဲ့ဒါကြီးကြည့်ပြီးတော့မှသူကအဲ့လိုမျိုးနောက်တကယ်တကြံ station 0နောက်မှာတလတော့နေတဲ့အချိန်မှာလေအဲ့ဘောကနေပြီးအဲ့ best တွေပဲသူကြည့်တယ် ကြည့်ပြီးတော့ဘလိုဘလိုပေါ့နော်အဲ့လိုဆိုတော့ तू ကအဲ့ဟာမှာ तू စိတ်ဝင်စားတာဖြစ်တဲ့အခါကျတော့ကို तू တင်ပေးတဲ့ဟာကိုကိုကလိုက်လောက်ကတာအဲ तू ကအဲ့လိုပေါ့ဘယ်မှတ်တမ်းညရင်ဖုန်းဆက်အဲမေမေကဒီနေ့ကျရင်အိတ်ပြီးနေခဲ့အဲဒါဈေးသွားဝယ်မယ်အဲ तू ရဲ့ script တိုင်းပဲကိုကလောက်ရတာအဲ့ဆိုကိုတင်ပေးတာမဟုတ်ပါဘူးပြီးတော့အဲ့လိုမျိုးမြို့ကကျတော့ကိုကပညာရှင်တယောက်ဖြစ်ပေမဲ့လေကိုသားကိုအဲ့လိုမျိုးဟို ပတ်စံရကြံစောတခုတည်းနဲ့အဲ့လိုမျိုးလောက်လောက်ခိုင်းမှာမဟုတ်ဘူးပေါ့နော်ရိုက်ကူးရေးလည်းအဲ့လိုပါပဲ။ तू ဝါသနာပါတယ် तू तू မပင်မဲဘူးဒါတော့မှ तू က तू ရိုက်ချင်တယ်ပြောတာ။တခြားကြော်ညာရင်လည်း तू ရိုက်မယ်ပေါ့နော် तू ကပြောတာ။ဒါပေမဲ့ပြောပြရလေးနုပညာဒီလောက်တခုလောက်ပြီးလက်ခံထားပြီးတော့စလဲဆုံးပြီးဆုံးအောင်ထိလောက်ရမယ်။ Director မကြိုက်မချင်း clients မကြိုက်မချင်းရိုက်ရမယ်ဆိုတဲ့အကြောင်းနားလည်အောင်ရှင်းပြရတယ်။ဘယ်လောက်ထိပင်မန်းလဲဆိုတဲ့အကြောင်းရှင်းပြရတယ်။ဆိုတော့အဲ့အဲ့ဒါကြီး तू နားလည်အောင်ရှင်းပြရတယ်။အာဒါကြောင့်မို့လဲတချို့ကြော်ညာရင်လာပြောမယ်မျိုးပြန်ပြီးအကြောင်းမပြောင်းတာတို့ဘာလို့ဆိုတာဟို လို့ခေါ်မှာတားအုံမျိုးကအရင်မေးရတရားပေါ့မေးပြီးတော့မှသူ့အခြေအနေကိုကြည့်ပြီးတော့မှအဲသူပင်မန်းလောက်တယ်ဆိုတဲ့ဟာမျိုးမျိုးကလက်မခံတော့တာပေါ့နော်ဆိုတော့တကယ်တမ်းကျတော့မျိုးကပေးမရိုက်တာမဟုတ်ပါဘူးသူတို့လည်းသူလှုပ်ချင်တာအခုဝိုင်းပြက်ဆိုရင်သူရိုက်ချင်တာဆိုတာမျိုးတော့ဘာမှလည်းဟိုကပတ်စံယူထားရလည်းမရှိဘူးလေဆိုတော့အဲ့လိုမျိုးသူ့အိမ်မှာသူဘောဘွားရိုက်ချင်တယ်မလားအဲ့လှုပ်ပေးလိုက်တယ်ဒါသူ့ပျော်ရွှင်မှုပဲဆိုတော့သူ့ရဲ့ပျော်ရွှင်မှုကို ျော်ရွှင်မှုမျိုးတော့လိုက်ပြီးလုပ်ပြီးတဲ့ဘောပဲဟိုပတ်စံရဖို့အတွက်သူစိတ်ကျဉ်းကျက်ပြီးဘောင်နဲ့အဲ့လိုကျဉ်းကျဉ်းကျက်ကျက်နေရမယ့်ဟာမျိုးတော့အဲ့လိုမျိုးတော့မျိုးတော့လုတ်ခိုင်းမှာမဟုတ်ဖတ်တာဗောဖတ်ပြီးလို့ရှင်အဲ့ဟိုင်ဟိုဟာကြိုက်ခောက်ဖျားသွားချင်တယ်ဆိုရင်အဲ့ဆိုနောက်နေသူကြိုက်ခောက်ဖျားသွားပြီကိုမတနေ့လုံးရှုတင်ရှိပြီးလို့ညပြန်လို့ရှင်လေအိတ်ရှင်မူတူနဲ့ကြိုက်ခောက်ဖျားလိုက်ရတာအဲ့လားအဲ့ရတဲ့ကနေပြီးဟုတ်လားအဲ့သူကကွန်မန့်နေရှောက်ဖတ်ပြီးလို့ရှင်ဟိုဘလန်အဲ တာတုကံဖရားဘက်ကိုလာခဲ့ပါအောင်ဆိုရင်အဲ့ဒါသွားပြန်ပြီသူ့မှာတာတုကံဖရားဆိုပြီးတော့အမှသူဟာနေကင်းညာမြန်မာသားဆီယမလာလို့ရှင်အဲ့သူမြန်မာသားဆီယမကိုကသူကတခါပြန်မေးမေးပြီးလို့ရှင် confirm လုပ်တာပေါ့ဘယ်လိုင်းပါညာအဲ့လိုလေးကုံမေးသူ့အဖေါက်လည်းကုံမေးအဲ့လိုမေးပြီးတော့မှတခါအဲ့ဒါအပီတန်လင်းခြိုက်ခောက်ဆိုရာတန်လင်းခြိုက်ခောက်သွားပြန်အဲ့လိုမျိုးသူ့တဲ့ဟာကိုလိုက်ပြီးရုပ်ဆောင်ပေးရအဲ့အချိန်မှာကောတနေ့လုံးအလုပ်လုပ်ပြီးပြန်လာလဲအဲ့အချိန်နဲ့အဲ့ကြောင့်မသူ့ရဲ့ခီးစင်မှာကြည့်လိုက်သူ့မိရမြဲနေငိုက်နေ သူမြင်အဲ့ရောငိုင်းဘာဆိုအဲ့ချင်အရင်နားချင်ပြီလေသူလဲသူ့ရဲ့တတိတာအလုံးပြီးွားတဲ့အချိန်ဖြစ်တဲ့ခါကျတော့သူအဲ့ချင်မှာသူသူရိုက်ဖို့အာယုံလာတဲ့အချိန်ဖြစ်သွားမဖြစ်မနေရိုက်ပေးရဆိုအဲ့တော့သူသူခရီးစဉ်အတိုင်းတော့လိုက်နေပါတယ်ကက်တွေပါလဲဖြတ်တယ်လားတီ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 ဟုတ်တယ်အဲ့အားတွေလဲအဲ့လိုခါကျလို့ရှိရင်မျိုးကဟိုငယ်မကလည်းပြ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 တဲ့ခါကျတော့ တချို့ဒီ YBS ကိုရိုက်တဲ့ဟာမှာအမျိုးမှရွယ်ချက်ရှိပါတယ်ရွယ်ချက်ကဘာလဲဆိုတော့တစ်ကတစ်ချက်ကတော့တားပေါ့နော်အဓိကတော့ကိုယ်တားသမီးကတော့အဓိကပါဘူးရိုးသားဝင်ခိုင်းရတော့တားလှုပ်ချင်တဲ့ဟာလေးတခုကိုလှုပ်လှုပ်ပင်းနေမှာရိုက်ပင်းနေမှာဘာဖြစ်လာလဲဆိုတော့အဲကြည့်ရတဲ့ပရိသတ်တွေကလည်းသူ့ကိုသဘောကျတာတခုရဲ့ လူဆိုတာအဲ့လိုကိုယ်သဘောကျတာလေးတခုကိုကြည်တယ်ဆိုလို့ရှင်အဲ့ပုံမှာမကောင်းတာလေးရရင်ပိုကောင်းတာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ကက်ဖြတ်တဲ့စနစ်တို့တချို့ဟာတွေကကျတော့သူ့အတော်ရဲ့ idea ပေါ့နော်ဆိုတော့ဒီလိုလေးရရဲဆိုတဲ့ဟာလေးတွေကိုသားလေးကိုတော့အဲ့လိုထည့်ပြောဖို့မျိုးရအကြံပေးရတာပေါ့ဒါပေမဲ့အဲ့အချိန်မှာတချို့ဟာကြလို့ရှင်သူကသူ့ခိုင်းတော့မလုပ်မလုပ်စင်သူဥဆောင်ကျင်တာဆိုတော့တခါကျရင်ကိုယ်ရဲ့သားလေးအဲ့ဒီကက်ဖြတ်တဲ့အကြောင်းကက်ကိုဟိုပတ်စံဖြည့်လို့ရတဲ့အကြောင်းပြောပေးပါလားပါလဲဆိုတော့မပြောဒါပေမဲ့တကယ်တော့သူသူ့အတော်သူကရိုက်မရိုက်မ1 2 3 4 action လို့သူကသူအော် ီးလို့ရှင်အဲ့ဒါသူ့ဘာသူထဲ့သူ့ဘာသူပြောတယ်မမေးရမမေးရအဲ့မှာသူသူကိုတော်မမတ်မိလို့တခါကျရင်သူကဘယ်ဘယ်မတ်တိုင်မှာအော်ရန်ကင်းကလေးစေးကိုမတိုင်냐လို့ရှင်တသားကိုဖုန်းဆက်ဆိုရချင်မှာကိုကမေးစီးရဲ့ဘောစီးရဲ့ဘောဆိုရန်ကင်းကလေးစေးကိုရောက်ပြီးဖုန်းပြန်ဆက်ဆိုတော့အဲ့လိုမျိုး edit တက်မှာတော့သူကသူကြောင်းတက်တဲ့ချိန်ညလို့ရှင်နဲ့သူရိုက်ထားတဲ့ IYPS အကြောင်းနေ behind the scene တွေကိုတင်ပေးပါတခါတဲ့ driver ကြီးကမှာသွားတယ်ကျွန်မအခုကကျတော့ဆက်ပြီးတော့မှမျိုးတော့ အကုန်တင်ပေးတာပေါ့နော်အာသူကြောင်းတက်တဲ့ချိန်သူမားတဲ့ချိန်သူအဲ့ဒါမရိုက်နိုင်တဲ့ချိန်ညာရင်သူရဲ့ behind the scene သူဆရာကြီးလုပ်တဲ့ဟာပြသူမှုသွင်းတဲ့ဟာရှိသေးတယ်။သူကဒီလိုမျိုးပဲရိုက်တာမဟုတ်ခဏခဏလည်းသူမှုသွင်းလိုက်အောင်မမှုသွင်းလိုက်ပြီးမှအင်းအင်းအိုကေခရိုက်မယ်1 2 3 4 action ခေါ်ပေးရိုက်မယ်။ तू အဲ့လိုသူမှုသွင်းနေတာဆိုတဲ့အခါကျတော့အဲ့ဒီ तू ကြောင်းတက်တဲ့ချိန်ကြရင်တော့အဲ့ဒီ तू behind the scene နေတင်ပေးပါလေ။အရင်လည်းတင်ပေးပါအောင်မရှင်။ကယူရင်းစင်ကလှုပ်လိုက်သေးတယ်လှုပ်လိုက်သေးပြီးတော့မှအဲ့လိုမျိုးပေါ့ချို့ အကြောင်းအရာညှိလို့မရတဲ့အကြောင်းအရာရှိရတယ်မလုတ်ဖြစ်တော့တာပေါ့နော်ဆိုတဲ့ခါကျတော့ဒီခုဟိုဟာလည်း အဲဒီတိုင်းလေးပဲသူဟိုရိုက်ပြီးရိုက်နေကြလဲလဲအဆင်ပြေပါတယ်ဒါကတော့ကိုကိုသဘောကျသူသဘောကျပါတားသဘောကျပြီးရိုက်ရတဲ့ဟာဆိုတဲ့ခါကျသူစိတ်ကျဉ်တဲ့ပုံမျိုးကတော့ရိုက်ပြီးနေအောင်ကျွန်တော်တော့ဝိုင်းပြက်စီးဖို့ဆိုပထမ step တစ်ခုကလုပ်လိုက်သေးတယ်အဲပြီးတော့အဆင်ပြေသွားတယ်ပြီးတော့မပြေပြန်ဘူးပေါ့နော်မပြေပြန်ဘူးဆိုတာ MC ဖြစ်တော့ပြန်အာနောက်တစ်ခုကျတော့လည်းလုပ်လိုက်ပြီးသူတို့ meeting invite လုပ်လိုက်သေးတယ်လုပ်လိုက်ပြီးတော့မှပြီးတော့မှအဲ့လိုတို့ကြအကြောင်းတရားမတိုက်ဆိုင်တာပေါ့နော်ဆိုတော့ဒီမှာမျိုးဘာဘာဘာကိုပြောချင်တာလဲတစ်ခုကတော့ ်လူတို့ကမြန်မာပြည်သူပြည်သားတွေဖြစ်တဲ့ခါကျတော့ကိုဟိုဘယ်လိုခေါ်မလဲဒီအများစီးရတာဟာပေါ့တာပြောသွားသလိုပဲလေဒါကအဲပတ်စံကိုသူကဟိုပါပေါ့ချိုးချံချွေတာနိုင်တယ်ဝိုင်းပက်စီးရတာပေါ့နော်လမ်းကြောင်းတွေအများကြီးရှိရဲအတွက်ချိုးချံချွေတာနိုင်တယ်အဲတခြားကားတွေနဲ့သွားလာသွားတာထက်ပေါ့တက္ကစီနဲ့သွားတာပိုသက်တာတယ်ပေါ့ဆိုတော့သူ့ရဲ့အတွေးခေါ်လေးတွေကကောင်းတယ်ဆိုတော့မျိုးတို့ကလည်းဒါဟိုကိုသဘောကျနှစ်သက်တဲ့ဟာမျိုးမှကြတော့ဘာမှဘယ်လိုခေါ်မလဲဟို ြန်မျှော်လင့်ချက်မရှိဘူးဒါပေမဲ့အလုပ်တစ်ခုအနေနဲ့လုပ်တယ်ဆိုရင်တော့အလုပ်တစ်ခုရဲ့ထိုက်တန်တဲ့ဟို artist fee ဆိုတာရှိရလေနော်ဆိုတော့ဒီမှာလည်းလို့ပါပဲတားလုပ်တားအတွက်ဟိုဖြစ်တဲ့အချိန်မှာကြာဒီရှားထဲမှာတားကိုကြောင်ညာခွဲတဲ့လူတွေအများကြီးရှိပါမျိုးမျိုးကိုယ်တိုင်လက်မခံလာလေဆိုတော့ဟိုသူ့ကိုကြောင်ညာတိတ်မရရဘူးလို့လူတွေထင်တာမဟုတ်ဘူးမျိုးကိုယ်တိုင်လက်မခံလာလာပြောတယ်နားထောင်ပေးတယ်တမန်မျိုးမျိုးကတားကိုစိတ်ချမ်းသာစေချင်ဒါပေမဲ့ဒီ YBS မှာကြာတော့သူ့ကိုယ်တိုင်စိတ်ဝင်စားလို့ပထမတော့လက်ခံလိုက်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ညရာစင်မပြေဘူးမပြေရနဲ့ ဟိုမထူးပါဘူးကိုသားလေးလည်းပင်ပန်းတာပဲဟိုနေပါစီတော့ဗောနော်သူစီးကျင်လဲကိုပေါ့တမတ်တိုင်းတမတ်တိုင်းပဲပေးစီလိုက်တော့မှာဗောနော်အဲ့အဲ့ဒါတော့ကိုကလည်းအားဆိုင်ရမှာမဟုတ်သူ तू က leader လုပ်ချင်တာ तू ကနေဖြစ်မယ်ဗောသူဥဆောင်မယ်ဗောအဲ့လိုမျိုးစင်ကူသွားတော့လည်းလို့ပါပဲစင်ကူသွားတော့လည်း तू MRD စီးကျင်တာတကယ်ကြတော့မျိုးကကြတော့ကိုအသက်အရွယ်တစ်ခုရယ်ကိုလည်းမငယ်တော့တဲ့အရွယ်တစ်ခုဖြစ်တဲ့အခါကျတော့အဲ့လိုလိုက်မစီးပေးနိုင်ဘူးဗောနော်ဟိုစင်ကူသွားတဲ့အချိန်တုန်းကလည်းတက္ကစီပဲစီးပစ်တာများတာ။ MRT တော့စီးပါတယ်။ဒါပေမဲ့တက္ကစီစီးပစ်တာများတယ်။ သူကကြတော့အရင်ငယ်သေးရဲ့ရှင်ဥမာတက်တက်လူဖြစ်တဲ့ခါကျတော့အဲ့လိုသွားကိုရင်းငယ်ငယ်တော့ active ဖြစ်တယ်လို့ပြောဆိုသူကလည်းသွားရင် MRD ပဲစီးကျင်တာဒါပေမဲ့ခင်ရင်းပြင်ပန်းတယ်လေအဲ့အမျိုးကဟိုအလောက်တာအဲ nutrition ဆရာဝန်နဲ့ပြပြီးတော့မျိုး weight loss လုပ်တဲ့ပိန် weight ချရတဲ့အချိန်တိုင်းမှာမျိုးကဒီတိုင်းပဲ weight ချတာမဟုတ်ဆရာဝန်နဲ့တေချာတိုင်မယ်နဲ့ပြီးတော့ဆေးစစ်တယ်ပုံမှန်ဆေးစစ်တာ medical check up ပုံမှန်လုပ်တယ်ပေါ့နော် ဗရီကချက်ကပုံမှန်လောက်တယ်နောက်တော့အဲပြီးလို့ရှိရင်အဲ nutrition ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့မှဒီ plan ပေါ့နော်လောက်ရမပြ fasting လောက်တယ် fasting လောက်တယ်ပြီးတော့ pure clinic ပေါ့နော်အဲ့မှာလည်းတေချာတိုင်ပင်ပြီးတော့ဆရာဝန်နဲ့တေချာပြပြီးတော့မှကျန်းမာရေးနဲ့ညီညွတ်ပြီးတော့မှအဲ့လိုမျိုးနီးနေမျိုး weight ချရတယ်ပေါ့နော်ပြီးရဲ့အခါကျအဓိကကတော့ဒီလိုအပြင်အစီတွေမဟုတ်ပဲနဲ့အထဲရပေါ့ cholesterol တွေပါတယ်အဲ့လိုမျိုးတွေပါကိုယ်ကဂယုတစိုက်ခွာဖြစ်တာအဲလူကပိန်သွားပြီးတော့အထဲရကလီဇာတခုဖြစ်သွားတာပေါ့ကြောက်ကက်ထိတယ်အသေးထိတယ်အဆုတ်ထိတယ်အဲ့လိုဟာမျိုးမဟုတ်ပဲနဲ့အခနာကိုအပြင်းမှန်းလဲကျန်းမာအထဲရကလီဇာတွေလဲအဲ့လိုကျန်းမာတဲ့အဲ့လိုမျိုး ဝေးချတဲ့နေ့ကိုသွားတာပေါ့နော်။တေချာအဲ့ဒါကတော့ဆရာဝန်အနေနဲ့တိုင်ပင်ပြီးတော့မှအဝေးချတာဟုတ်။အဲ့တော့ပုတ်တက်လိုက်ကြတာလို့ Miss Universe ကိုဈိုင်းတိုင်းနေကြပြီနော်။အာအဲ့ဒါမှဟုတ်တယ်အဲ့ခွေကြတာပါအချင်းတွေပဲ Miss Universe တယောက်ဖြစ်ဖို့ဆိုတာလည်းမလွယ်ပါဘူး။ကလေးတော်ကြပါတယ်။ကိုကောကတော့တကြီး AC ပဲနေပါပဲ။ဟိုအဲ့ဒါ Make up Wisdom ကောင်းလို့ပါ။ဒီနေ့ Mature Mature Message ကတော့ထုံးစံတိုင်းမဟုတ် One Sin One Gap ပဲလေ Senior တွေကကြတော့ပြီးတော့အဲ့လိုမျိုး မခုတ် item လေးတွေလीမခုတ် item လေးတွေမိမသားပီသားတဲ့အဲ့လိုပေါ့နွဲ့နွဲ့နောင်နောင် item လေးတွေမြင်ရတယ်အများကြီးတင်ယူရပါတယ်ဟုတ်တက်လွယ်ကြလွယ်ဟုတ်တယ်တက်လွယ်ကြလွယ်လို့ပြောလို့ရတယ်အဲ့လိုမျိုးဝိန်းနဲ့မျိုးကကြတော့အဲ့လိုမျိုးတော့အမြဲဝိန်းကြနေဖို့စဉ်းစားရတဲ့လူမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခုနောက်ဆုံးလုပ်လိုက်တဲ့အဲဒီဝိတ်ကြတဲ့ system ဟိုဟိုဒီဒီနီးကိုမျိုးအရင်ကြိုက်တယ်အဲကျက်မိုင်နဲ့ညီညွတ်တယ်ပြီးတော့ fasting လုပ်ရတာအရင်က fasting လုပ်ခုတယ် ဆိုအဲ့လောက်ကြီးမလုပ်ဘူးပေါ့နော်အခုက first day ကအဲ့လို48နိုင်အထိအဲ့လောက်ထိလုပ်ဖြစ်သွားတာပေါ့ဆိုတော့အဲအဓိကနေလို့ကောင်းတယ်ကြိုက်တယ်ပေါ့နော်ဆိုတော့နောက်ရေရှည်ကိုအသက်ကြီးလာရင်မျိုးအသက်ကြီးတဲ့အချိန်မှာဝါပြီးတော့အဲ့လိုမျိုးလေးဟိုလေဒူးမကောင်းတာတော့ပေါ့နော်အဲ့လိုမျိုးအရင်ဝါပြီးဟိုစောက်ဘက်ကလာဆက်မပြေတော့သွားလာခတ်တယ်ဟာမျိုးဟိုအရင်အသက်ကြီးရောလဲမိတွေ့ရမှာပေါ့နော်ကလေးတွေပြန်ပြီးတော့ဒါမဲ့အဲ့လိုမျိုးအရွယ်မတိုင်ခင်တခုမှတအားကြီးဝါပြီးတော့ကို့အိမ်မှာရှိတဲ့ကလေးတွေကို မိတွေ့ပြီးအဲ့လိုနေရတဲ့ဘဝမျိုးမနေချင်ဘူးကျမ်းမာခြင်းနဲ့အဲကျမ်းမာရင်ပြီးတော့သူ့အသက်သူ့ရွယ်လေးတွေမှာသူ့သူ့အသက်သူ့ရွယ်နဲ့တင့်တယ်ဆားခြင်းနဲ့အားကြောင့်မို့ဘဝိတ်ကိုထိမ့်ဖြစ်သွားတာပါဆိုတော့ဒါမဲ့အခုကဆားခြင်းတာလဲအခုကတော့ဆားလို့ရပါဆားခြင်းတာလဲဆားရတယ်ဒါပေမဲ့ငငယ်တော့လို့ငါးနှစ်တွေပါရင်မစားတော့ဘူးပေါ့ဘယ်လိုမျိုးတတိထမင်းငါးချိန်အောင်စားရလေပြော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 ဘူးလေကိုကကျတော့နည်းနည်းပဲပေါ့ပုံမှန်နည်း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 အဲကိုစားချင်လားဆိုဒူးနီးစားချင်လားစားရတယ်တည်သီးစားချင်လားစားရတယ်အဲဘယ်လိုလဲအစီစိတ်နေစားချင်လားစားရတယ်ဒါပေမဲ့နည်းနည်းပဲပေါ့အားလုံး ဓိကအာ sugar ရောဟိုတကြားရောစောင်းရောဖြတ်လိုက်သလိုဖြတ်သွားတာဟုတ်နော်ဒီ48နိုင်ရဲ့အတွင်းမှာကြာရေတမျိုးပဲတောက်တာလေရေတမျိုးပဲတောက်ရတာဖြစ်တဲ့အခါကျတော့ဟိုခနာကိုယ်ထဲမှာဟိုဘယ်လိုခေါ်မလဲတကြားဓာတ်တို့စားဓာတ်တကြားတို့စားတော့ဖောတာအော်လို့တော့မဟုတ်ဘူးအဓိကအဲ့အားကြီးလေအမျိုး open တိတ်မပြောတတ်ဘူးအမှန်တမ်းမှာ drama မလုပ် မလုံးတက်ဘူးလို့လည်းမလုံးချင်ကိုယ့်ကိုလည်းစိတ်မဖြစ်အောင်အမှန်တိုင်းပြောရင်လူကကိုကျမ်းမာနေဘောအဓိကပါပဲကိုကျမ်းမာနေမှလည်းကိုကိုကလည်းကိုမိသားစုမှာအိမ်အောင်စည်းဖြစ်တဲ့အတွက်ကိုကျမ်းမာနေမှပဲကိုမိသားစုကိုကောင်းရှာကျွေးနိုင်မယ်ကောင်းအူစည်းနိုင်မယ်ပေါ့နော်အဓိကတော့တားသမီးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအိမ်အောင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိမသားကသူ့အရွယ်နဲ့သူတင်းတည်တည်လှလှပပကျန်ကျန်မာရှိနေဖို့ရှိနေတော့အကောင်းဆုံးပါဘူး ။အဲမ join မအောင်ဘူးပုတ်တက်ကြရသေးတယ်။မဟုတ်တာလဲ။မ join မအောင်ဘူးတက်ချီလောက်ဝေးစေးနေပြဒုက္ခမပေးကြပါနဲ့။မှားတယ်။မှားတယ်ဆိုတော့ join နေကြတခြားနည်းနဲ့ပေါအောင်ဖြေပေးမယ်။ပါတင်မယ်။တခြားနည်းနဲ့ပေါအောင်ဖြေပေးမယ်လှုပ်လိုက်လား။တခြားနည်းနဲ့ပေါအောင်ဖြေပေးမယ်။ Mr. မကြိုက်ခိုင်းနဲ့။ Miss ရဲ့လားရတယ်ကိုကျွန်မမြင်နေရတဲ့ကိစ္စအောင်။နော်။ဒီเจ้าဟာနဲ့ပတ်သက်ရင်တော့ဆက်စကားပြောပေးရမှာ။ အောင်ကအောင်ကဲကျမတို့ရဲ့တာမီနီယောက်ကျမနဲ့တာလီတိတ်တိစီရဲ့ YPSC ပျော်ပျော်စီခီးစဉ်ကိုအားပေးကြရတယ်မိဘပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှေ့လျှောက်လဲအားတဲ့အချိန်လေးတွေမှာတားနဲ့ YPSC ခီးစဉ်လေးတွေရဲ့ခြားအကြောင်းအရာလေးတွေရဲ့သူစိတ်ပါမဲ့သူပြောချင်တဲ့အကြောင်းအရာလေးတွေရိုက်ရိုက်သွားမှရိုက်ရိုက် ရိုက်ပေးသွားပါအောင်မယ်ပြီးရခါအဓိကသားရဲ့ဆန္ဒပေါ့နော်ဆိုတဲ့ခါကျတော့သူရိုက်ချင်တဲ့ဟာလေးတွေအခွင့်အသင်ရိုက်သွားပါအားပေးအားပေးကြပါအောင်အဲပြီးတော့ comment နိုင်ကိုအကုန်လိုက်ဖတ်ပါတယ် comment နိုင်ကိုအကုန်လိုက်ဖတ်ပြီးတော့မှအဲ့ဒါကိုကျမကျမဘုရားဘယ်လိုလဲဆိုတော့ရိုက်လဲရိုက်ပေးရတယ်ပြီးရင်သူနဲ့တူအဲ့ဒါကိုပြန်ကြည့်ပြီး comment ဖတ်ပေးရတယ်ပြီးအဲ့ comment ထဲမှာသူအဲဒါလေးတော့သူရိုက်ချင်တဲ့ဒါလေးအဲ့ဒါလေးကိုကျမပြန်ရိုက်ပေးရပါတယ်အဲ့တော့ comment တွေကိုတိတိစစ်ကအစင်တစိုက်ဖတ်နေပါတယ်ပြီးတော့အစင်ပြေအလင်းတဲ့တဲ့ဟာလေးရိုက်သွားရိုက်သွားပေးပါအောင်မယ်ရှင်အားပေးကြပါအောင်ကျေးဇူးများအကြံပါတယ်